ဂါဇာရှိလူနေအစားဥတခုကိုအစ္စရေးတိုက်ခိုက်မှုကြောင့်29ဦးသေဆုံးဂါဇာမြို့အရှေ့ပိုင်းကအထက်မြေလူနေအစားဥတခုကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ကလင်းငယ်တဲ့အပါအဝင်ပါလက်စတိုင်း29ဦးသေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်ဂါဇာမြို့ရှူဂျာယာရပ်ကွက်ကအစားဥတခုကိုပြီးခဲ့တဲ့ AB ရှိရဲ့မနေ့ပိုင်းမှာ အစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဟမ်မတ်အဖွဲ့ရဲ့အရက်ဖက်ကာကွယ်ရေးအေဂျင်စီကပြောပါတယ်။ကနေဦးမှာလူ23ဦးသေဆုံးခဲ့ပြီးလူ2ဒါဇင်လောက်အပြည့်စည်တွေအောက်မှာပိတ်မိနေတဲ့အတွက်ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေတာပါ။အစ္စရေးဘက်ကတော့ဒီတိုက်ခိုက်မှုအတွင်းဟမ်မတ်အကြီးတန်းအကြမ်းဖက်သမားတဦးကိုလုံခြံနိုင်ခဲ့ကြောင်းပြောခဲ့ပြီးအရက်သားတွေကိုထိခိုက်မှုရောပါစေဖို့အတွက်တိကျတဲ့လက်နက်တွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အယက်သားတွေကိုလူသားတိုင်းအဖြစ်တမင်တကာအသုံးပြုပြီးဟာမဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်နေတယ်လို့ ISRI ကဆိုဆွဲပါတယ်။ဟာမကတော့ ISRI စစ်တပ်ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုကျူးကျော်ခဲ့တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့မလ18ရက်မှာ ISRI ကကန်စာကမ်းမြောင်ကို ထိုးစစ်တွေပြန်စတင်ခဲ့ပြီးလက်ရှိအချိန်ထိပါလက်စတိုင်းတည်ဆုံသူစုစုပေါင်း1482ဦးရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့၃ဘတ်အတွင်းမှာအစ္စရေးဟမိတ်ကျောင်းပါလက်စတိုင်း၃တိန်ကိုတောင်ဥအင်စုခွာထွက်ပြေးခဲ့ရတယ်လို့ကုလသမဂ္ဂကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။